CC Bar Sport Channel လေးမှာပြန်လည်ကြိုဆိုပါရစေ။အားလုံးပဲမျှော်လင့်ဆောင်စားနေကြတဲ့ ISP အသင်းရဲ့အာရှရေနယ်ကြီးတဲကိုရွက်လွှင့်မဲ့ပြိုင်ပွဲကြီးကနီးကပ်လာပြီနော်။ရပ်ပိုင်းကလေးပဲလိုပါတော့တယ်။အာရှချန်ပီယံလိရဲ့တမိုင်းတစ်ခုမှာမြန်မာအခြေစိုက်အသင်းသင်းနေနဲ့တမိုင်းသိရေးထိုးနိုင်မှုနီးပြအဖွဲ့ဝင်တွေကစားသမားတွေရောပရိသတ်တွေအားလုံးကပါဆန္ဒရှိနေကြတယ်ပြင်ဆင်နေကြတယ်။ ရင်ဆိုင်ကြော်ဖြတ်ရမယ့်အတားအဆီးတွေကလည်းလွယ်ကူတဲ့ပြိုင်ဘက်တွေလို့စိတ်အေးလက်အေးတတ်မှတ်လို့မရသလိုကဘာအစဉ်တတ်မှတ်ချက်အရာ ကြည့်မယ်ဆိုရင်လည်းတရဝါနဲ့ကျွန်တော်တို့ကင်ထားတဲ့လက်နက်တွေကမမျှပါဘူးဒါပေမဲ့ကျွန်တော်တို့ဘက်မှာဘာရှိလဲဆိုရင်ဒီပြိုင်ပွဲနဲ့ပတ်သက်ပြီးတော့ခံယူချက်ကြီးကြီးမားမားရှိတယ်လက်ရွေးစင်ကစားသမားတွေရဲ့အာရှအဆင့်အတန်းတစ်ခုမှာသူပါလဲငါပါလဲဆိုတာပြသခြင်းနဲ့အိမ်မက်တွေရှိတယ်ပရိသတ်တွေရဲ့အင်အားရှိနေတယ် ကလပ်အသင်းတစ်သင်းကိုနိုင်ငံလက်ရွေးစင်အနေအထားထိအားပေးကြမယ်ပထမဦးဆုံးအသင်းက ISB အသင်းလို့ပြောလို့ရပါတယ်ဆိုတော့ဒီခီးမှာဘာတွေကြုံတွေ့ရမလဲဘလို့ရင်ခုန်ရမလဲဆိုတာစိတ်ဝင်စားစရာပါပဲ ISP အသင်းရဲ့ပထမဦးဆုံးအဖွင့်ပွဲစဉ်ကတော့လာမယ့်နိုဝင်ဘာလ9ရက်နေ့တနင်္ဂနွေနေ့ည9နာရီအချိန်မှာ တောင်ကိုရီးယားကလပ်အသင်းဖြစ်တဲ့ Suwon အသင်းနဲ့ကစားရပါမယ်နိုဝင်ဘာလ12ရက်နေ့ဗုဒ္ဓဘူးနေ့ မွန်လွယ်3နိုင်မှာတော့ဂျပန်နိုင်ငံရဲ့ကလပ်အသင်းဖြစ်တဲ့တိုကျိုဘာရီအသင်းနဲ့ကစားရမယ်နိုဝင်ဘာလ15ရက်နေ့စနေနေ့ည9နာရီအချိန်မှာတော့မြောက်ကိုရီးယားကလပ်အသင်းဖြစ်တဲ့နာဂိုရန်အသင်းနဲ့ရေဆိုင်ရမှာပါပြိုင်ပွဲရဲ့တိုက်ရိုက်လှုပ်ရှားမှုတွေစိတ်လှုပ်ရှားစွာအားပေးခြင်းသူတွေအနေနဲ့တည်င်းကောင်းလေးကတော့ဒီပွဲစဉ်တွေအားလုံးကိုအင်ရှင်ဖြစ်သူဝနာကွေးမှာကစားမှာဖြစ်ပါတယ် ကွင်းအထိကိုလာရောက်မကြည့်ရှုနိုင်တဲ့ပြိသက်တွေတက်ဖုန်းထဲကနေဓာတ်ရိုက်ကြည့်လို့ရအောင်လဲတင်ပေးအောင်မှာဖြစ်လို့ကျွန်တော်တို့ CC Bar Sport Channel လေးကို Subscribe လုပ်ပေးခဲ့ကြပါဦး။နားဆင်ပေးတဲ့ဒုတိယချင်းစီတိုင်းအေးချမ်းပျော်ရွှင်ပါစေခင်ဗျာ။